ဒီတစ်ခေါက်တော့အာလင်းဟာလန်လည်းဘာမှမတက်နိုင်ပဲနယူးကက်ဆယ်ကိုရှုံးပွဲကြုံတွေ့ခဲ့တဲ့မန်စီးတီး Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူကနေကြိုဆိုပါရစေကျွန်တော်ကိုခိုင်းပါနယူးကက်ဆယ်နဲ့မန်စီးတီးတို့ရဲ့ပွဲပြီးသုံးသချက် full time review လုပ်ပေးသွားကြပါတယ်တကယ်တော့အာလင်းဟာလန်တယောက်တည်းတည်းမဟုတ်ဘူးရှစ်မှာစော့နေတဲ့ကစားသမားအကုန်လုံးဒီပွဲတွေမှာဘာမှမတက်နိုင်ခဲ့ဘူး ဂျာမီဒိုဂူရှာကီဖီဖိုဒန်အားလုံးအားလုံးပြိုင်ဘက်အသင်းရဲ့ပါဝါပလေးအောက်မှာနစ်မျောပြီးတော့ရုံးကန်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလိုပဲပြောရမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာတကယ်ကြီးကျူးရမှာနယူးကက်ဆယ်ဗျဆောက်ရှန်းကိုမိုက်တယ်သူတို့ရဲ့ဒီပါဝါဂိမ်းပေါ့ပြောမယ်ဆိုရင်အင်ပြစ်အပြစ်နဲ့အတုံခွန်ဆိုင်မိနစ်90အပြည့်လုံး physicality ရော mentality ရောအပြည့်ထုတ်ပြီးကစားသွားတဲ့ပုံတံတန်းမန်စီးတီးအတော်လေးခက်ခဲစေခဲ့တယ်မန်စီးတီးမှမဟုတ်ပါဘူး အဲ့ဒါလိုပုံစံမျိုးကြီးနဲ့ကျုံးမယ်ဆိုရင်ဘယ်သိမဲ့လာလာကျုံးလို့ရတဲ့အခြေအနေမျိုးကြီးပေါ့နော်အဲ့ဒီဟောင်းကို credit ပေးကြပါတယ်ပွဲအစကတည်းကစာလုံးရေးစဒိုင်လုံးကြီးကဝစ်စင်မော့လိုက်ကတည်းကတောက်လျှောက်ကိုဖြုတ်တာဖြုတ်တာဆိုတာဘောလုံးမရှိတဲ့အချိန်ရောဘောလုံးရှိနေတဲ့အချိန်ရောနျူကာဆယ်ကစားသမားရဲ့ဒီပြားပန်းခတ်အာတွန်ကွန်ဆိုင်နဲ့ကစားသွားခဲ့တယ်အဲ့တော့ကြောင့်မန်စီးတီးဒီဘောလုံးမနေတည်ခဲ့ရတယ်ပေါ့နော်ဒါမန်စီးတီးမဟုတ်လို့မန်စီးတီးမဟုတ်ဘဲနဲ့တခြားသောကလပ်တင်တင်းတာဆိုရင်ယူတုသွားနိုင်တယ် မန်စီးတီးကဘီတက်ကိုအရန်တည်တတ်တဲ့အသင်းဖြစ်နေတဲ့အတွက်ကြောင့်ဒီလောက်ခက်ခဲနေတဲ့ကြားထဲကနေရအောင်တည်သွားတာဒါတောင်မှဒိုနာရမာရဲ့လုံးဝမဖြစ်နိုင်တဲ့အလုံးတွေပုတ်ထုတ်ကာကွယ်သွားတဲ့အတွက်ဒီထက်ပိုပြီးတော့ဂိုးတွေမပေးခဲ့ရတာဖြစ်ပါတယ်ဖော်ဒမိုဒီရဲ့ခေါင်းတိုက်ချက်တွေကန်သွင်းချက်တွေအကုန်လုံးဂိုးပေါက်တည့်ပါတယ်ဒါမဲ့ဒိုနာရမာဒီကဘာအဆင့်ဂိုးသမားတယောက်ဖြစ်တယ်ဆိုတာဆက်လက်တက်တည်ပြသွားခဲ့ပါတယ်အဲ့တော့ကြောင့်နျူကက်ဆယ်ရဲ့တွင်းဂိုးတွေကိုကျွန်တော်ဒီထက်ပိုပြီးတော့မမြင်ခဲ့ရတာပါ ဒါပြင် Pep Guardiola ရဲ့ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ Newcastle ရဲ့ကစားဟန်အောက်မှာ isolation တွေကိုလုံနိုင်တာကျွန်တော်အံ့ဩတယ်ဗျာအဲ့လောက်ထိတစ်ဖက်ကဒီကျဲပြီးတော့ aggressive play စော့နေတဲ့အခြေအနေမျိုးမှာ bitter ကိုတည်တည်ကြတဲမကြောက်မြွန်တဲထုံးတဲ့နိုင်မဲ့ free space တွေလိုက်ရှာ isolation တွေလိုက်လို့ Guardiola ကတော့ Guardiola လို့ပဲပြောရမှာပေါ့နော်ပွင့်လင်းပြောနေဒီပွဲကတကယ်တန်တဲ့ပွဲ ကြည့်လို့လည်းအရန်ကောင်းခဲ့တယ်။ဒါပြင်ဒီဘွဲမှာပြောစရာဖြစ်ခဲ့တာတချို့လည်းရှိခဲ့တယ်ဗျ။အဲ့ဒါတော့ကွင်းလယ်တိုင်းလုံးကြီး Samuel Barrod ရဲ့သုံးဖြတ်ချက် တချို့ပါ။ controversial ဖြစ်ရတယ်အများကြီးမြင်ခဲ့ရပါတယ်။ဒါဟာတယောက်နဲ့တယောက်အမြင်ချင်းမတူနိုင်ဘူး။အဲ့ဒါကြောင့် controversial လို့ပြောတာပါ။ FIFA Dan ရဲ့ဒီ penalty box တွင်မှာပြစ်ဒဏ်ကျူးလွန်ခံရမှုပေါ့နော်။သူကန်ချက်အရင်ထိလိုက်တယ်ဆိုတာမှန်တယ်။ဘောလုံးအရင်ထိသွားတယ်။ဒါပေမဲ့အဲ့ဒီကန်ချက်ထိလူစဲစဲမှာပဲကွက်တီလောက်ပေါ့နော်။ Fabian Shaw ရဲ့ခြေထောက်က ဖီဗိုရန်ကိုကွက်တီကိုသွားနင်းတာဒါပေမဲ့ VAR ကိုနည်းနည်းလေးတော့ပြန်မကြည့်ဘူး VAR ပြန်ကြည့်ပြီးဒါဒီပနတီမဟုတ်ဘူးလို့ပြောလိုက်အောင်ခံတာသေးတယ်ဒီလုံးကတလုံးနောက်တလုံးက Jeremy Doku ကန်သွင်းတဲ့တလုံး Tio ရဲ့ရည်ရွယ်ချက်နည်းနည်းပါတဲ့လက်ထိပေါ့ကျွန်တော်တလုံးမြင်ခဲ့ရတယ် VAR လုံးဝပြန်မကြည့်ဘူးနောက်ဆုံးတလုံး VAR ပြန်ကြည့်ပြီးတော့ on site ဆိုပြီးပြတဲ့ Harvey Barnes ရဲ့ဒုတိယမြောက် goal ပေါ့နော်အဲ့ဒီ goal ကလည်း Bruno Gimaries နည်းနည်းလေးတော့ဂျွန်တယ် အဲသူတို့ပြထားတဲ့ပုံတွေထဲမှာတော့ဒါ on site ပေါ့ဗျာသို့တော့ကျွန်တော်မြင်ရသလောက်တော့မစိုးသလောက်လေ Ruben Dias ရဲ့ရှေ့ကိုထွက်နေတယ် Ace မှာပြထားတဲ့အသေးစိတ်ပုံတွေရှိတယ် Google မှာပြထားတဲ့အသေးစိတ်ပုံတွေရှိတယ်တေချာလေးအတိုင်းကြီးကြီးပါနည်းနည်းလေး Bruno Gimaraes ကကျွန်းကျွန်းတယ်ဆိုတော့ဒီလုံးတွေကိုအမြင်နဲ့ကိပစ်လုတ်ခဲ့တာကလည်း Man City အနေနဲ့အမတက်မနန်ကိုနစ်နာခဲ့တယ်ဒါမဲ့ကွလတိုင်းရဲ့ဆုံးဖြတ်ချက် ဖြစ်တဲ့ကျွန်တော်ရဲ့ professional မဟုတ်တဲ့အတွက်မှားတဲ့ manner တော့ကျွန်တော်ဘာမှမပြောလို့ဒါပေမဲ့ကျွန်တော်ရဲ့ site ဘက်ကကြည့်ရင်တော့တော်တော်လေးပြင်းထန်တယ်တကယ်ကို controversial အလုံးတွေလို့ပြောရမှာပါအဲ့ဒီနေ့ newcase ရဲ့ကစားတဲ့ပုံစံ physical ဘိုင်းမကောင်းရင်အဆင်မပြေဘူးသူက physical force နဲ့ကစားသွားတယ် aggressive ပြီးရင်ကစားသွားတယ်အဲ့တော့ aggressive play ဆိုတဲ့နေရာမှာ Newcastle ကစားသမားတွေရဲ့ aggressive play ကအကျဉ်းကြီးဗျကျွန်တော်ဒီဘောလုံးရာသီမှာအဲ့လောက်ကျန်တဲ့ aggressive play မမြင်ဘူး ရှာကီတို့ဆိုရင်ဘောလုံးအကြာကြီးမထင်းရတော့ဘူးအဲ့ဒါလိုကြီးကိုဖြစ်နေဂျယ်ရမီတူကူတော်မှလိုက်ပြီးဖြုတ်နေတဲ့ထောက်လျှောက်ကိုဟို physical force လုတ်သွားတာပေါ့နော်ပြောမယ်ဆိုသူတို့ရဲ့ physical strong ဖြစ်မှုနဲ့မက်စီဒီကစားသမားတွေကိုဒီ physical ဘိုင်းရောမန်ဒေဘိုင်းရောဒုက္ခပေးပြီးတော့လိုက်ဆော့သွားခဲ့တယ်အဲ pressing တွေထောက်လျှောက်ပေးသွားခဲ့တယ်အဲ pressing ပေးတဲ့နေရာမှာလဲတစ်ဖက် အသင်းရဲ့ဒါ final တက်ထဲမှာတမကာပဲနေရာဆိုနေရာ၃နေရာလုံး final တက် middle တက်ဒီ defensive တက်အားလုံးကိုလုံးဝနေရာလို့လုံးဝမချန်ပဲနေကိုအဲ့လောက်ထိကို aggressive play ကစားသွားခဲ့တာအဲ့တော့ကြောင့်ဟို Pep Guardiola ရဲ့အသင်းကဒီပွဲတွေမှာဟိုပွင့်လင်းပြောရင်တော့ဗျာရှုံးရင်တော့ရှုံးပြောတယ်တစ်ဖက်ကဘာမှပြစ်ချက်မရှိဘူးကျွန်တော်ပြစ်ချက်လို့ဆိုစရာအကြောင်းမရှိတာ Newcastle ရဲ့လက်ရှိလူချင်းအစုဖွဲ့နဲ့ဒန်ဘန်လည်းမပါဘူးဒီလောက်လုံးပြနိုင်တာက အဲ့ဆလိုက်မဟုတ် perfect ပြီးပြည့်စုံတယ်ဗျပြီးပြည့်စုံတယ်တကယ်ကိုမိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီပွဲပေါ်မှာမြင်မိတယ်ပေါ့နော်အာ viewer ဘိုင်း shoot down လေးတွေကိုအနေငယ်ထပ်ပြီးတော့ဖြည့်ဆွတ်ဆွနေခြင်းတယ် pap ကတော့သူ့ရဲ့ position နဲ့ rotation အတိုင်းပဲအဓိကကစားတာဗျာအဲ့တော့ positional rotation လုပ်မယ်ဆိုရင် position ကိုအတိတကျထားလို့မရဘူး in position မှာတစ်မျိုး out of position မှာတစ်မျိုးဆိုတာထက်ပိုတယ် in position မှာတိုင်ဘက်ရဲ့အခြေအနေပေါ်ကိုယူနေတဲ့ position ပေါ်မှာ move တီးပြီး နေရာအပြောင်းလဲအမြဲတမ်းဖြစ်တယ်ကျွန်တော်ပထမအမှမြင်ရတဲ့ဒီပုံစံကိုပဲအဓိကပြောလိုက်မယ်အဒုတိယပိုင်းမှာတော့အနေငယ်ပြောင်းလဲမှုရှိတယ်ပထမအမှမန်စီးတီးတည်ထားတဲ့ပုံစံပိုကောင်းတယ်တကယ်တော့အဲ့တော့ကျွန်တော်ဒီနောက်တန်းစုဖွဲ့မှုမှာဆိုရင်ဒီ central zone မှာစပြီးတော့သူ bid up ကိုစတဲ့တယ်ပေါ့နော်နောက်ဆုံးမှာ Joe Scott Gavardy ကိုရှိတယ်ကျွန်တော်ဒီဘေးနှစ်ယောက်မှာတစ်ဖက်က Ruben Dias နဲ့နောက်တစ်ယောက်ကကျွန်တော်သတိထားပြီးစောင့်ကြည့်နေတာ Bernardo Silva ဗျာ Bernardo Silva ရှေ့မှတ်တက်ပဲဒီနေရာမှာရတောက်လျှောက်ဆော့သွားတယ် Nico Gonzalez ဘေးမှာ အများသောအဖြစ်ရှိတယ်တခါလေကြာကျွန်တော်တဖက် Riley B မှာလည်းရှိနေတယ်။ဒါပထမပိုင်းမှာသူတို့တည်ထားတဲ့ပုံဒုတိယပိုင်းရောက်တော့ Banatu Silva ဒီဘက်တော့နည်းနည်းရောက်သွားတယ်ဗျ။အဓိကကျွန်တော်ပထမရက်တည်တဲ့ပုံပဲပြောလိုက်မယ်နော်။အဲ့တော့ဒီလို rotation လုပ်ထားတဲ့အတွက်ကြောင့်သူတို့ပထမရက်မှာတော့ဟိုခဲရခဲစစ်ဖြစ်တဲ့တည်လို့ရခဲ့တယ်ပေါ့နော်။နောက်ထပ်ကျွန်တော်ဒီ၈၀၃ယောက် half space တွေမှာများသောအားဖြင့်တာဝန်ယူတယ်။ဒါကတော့ တိတ်ထွေထူးပြောနေစရာမလို့ပက်ဂွာဒီယိုလာအားတန်တဲ့နေရာရဲ့ဒီ half space တွေအဲ့တော့ဒီလမ်းကြောင်း half space အခုနောက်ပိုင်းအတင်းတော်များတွေ့တာအဲ့လို half space နဲ့ဒီဘယ်လိုပြောမလဲ channel တွေကိုချိန်ပြီးတော့သုံးလာကြတယ် Ruben Amorin Michael Arteta now ကျွန်တော် Enzo Maris ကအားလုံးနှီးပါထုံနှီးတူပဲသုံးတာအခု Pep Guardiola သုံးတဲ့ပုံစံကလည်းဒီတိုင်းပဲเนาะ Doku ဒီဘက်မှာ Riley ရှိတယ်ဒီဘက်မှာတော့ကျွန်တော် ပြောင်းတယ်တခါလီကျရင်ဖိုဒန်ရှိပြီးဒီတစ်ဖက်ကမာတီးရဲ့ newness တခါလီကျရင်လည်းရှာကီကဒီဘက်ထွက်ပြီးတော့ဖိုဒန်အလေဝင်သွားတာမျိုးလေးတွေရှိတယ်ပေါ့နော်အာလင်ဟန်လည်းကတော့ရှေ့မှာစော့တယ်အဲ့တို့ကြောင့်သူတို့ rotation လုပ်တာပထမအင်းမှာတော့အထိုက်လေးရောက်အောင်မြင်ခဲ့တယ်ဒါတောင်မှပြိုင်ဘက်ကအရန်ကြမ်းတမ်းတဲ့ aggressive play နဲ့ကစားသွားခဲ့တာဒါပေမဲ့ပြဿနာဘာဖြစ်လဲဆိုတော့အရန်ကြမ်းပြီးတော့ physical force တွေပေးလုံးအားကြီးတဲ့အခါမှာဒီ၃ယောက်ကနည်းနည်းဟိုတုံ့ဆိုင်သွားတယ်ပေါ့နော်တကယ်တူအရှုံအကောင်းတဲ့ဂျာမီဒိုကူတော့ဒီနေ့ပွဲစဉ်မှာတိတ်ပြီးတော့ ဟိုမလုံနိုင်ဘူးပထမပိုင်း15မိနစ်လောက်ပဲဒိုကူဘက်ကတွေ့တယ်အဲ့နောက်ပိုင်းမှာလုံးဝပျောက်သွားပဲဒါတောင်ကျွန်တော် FIFA အပိုင်းကန်သွင်းခွင့်တချို့ရသေးတယ်တော်တော်လွဲချော်သွားလို့ဗျာအဲ့ဒီအလုံးကလည်းမဖြစ်သင့်ဘူးအပိုင်းပိတ်ရတာကိုဘေးယူကန်ချလိုက်တယ်ဒါမှမဟုတ်စီးရီးရဲ့ဘစ်ဒက်ပလေးအပိုင်းပေါ့နော် position နဲ့အရွေလေးတွေကိုကျွန်တော်ဆိုနေတာပါအဲ့တော့ UK စေခုနကကျွန်တော်ပြောတဲ့အရင်ကြမ်းတမ်းတဲ့ကစားတဲ့ဟန်မှာအခေအားကြားခဲ့တဲ့ကစားသမားတွေကအကုန်လုံးပဲဒီထဲမှာမှာ ကွင်းလေဦးတိုင်းမှာစော့ခဲ့တဲ့ကစားသမားတွေဒီအခေယာအကြအကြဆုံးဘသူတွေလဲဘရူနိုဂီမရီစ်ဂျူလင်ဒန်နဲ့တိုနယ်လီဖြစ်ပါတယ်အဲ၃ယောက်ကဖလက်ဒန်ပုံစံစော့တာအဲ့တော့ဒီ၃ယောက်ရဲ့လုံအားနှုန်းဘရူးတွေ့မှာပါရေးလေကျမ်းပြီးတော့ကြောက်ဖို့ကောင်းလွန်ပါတယ်ဂျူလင်ဒန်အလဲမှာပဲပုံတင်မစော့သလိုဂီမရီစ်လည်းအလဲမှာမစော့၃ယောက်လုံးကလက်ပတ်ပြီးတော့ကစားတာဒါနျူကစ်ဆယ်ငကိုကလေးကပုံတရံပဲအားလုံးတက်မယ်အားလုံးဆင်းမယ်အားလုံးဆင်းလို့ဒီခါလေးကျရင် counter attack situation တွေမိသွားရင်တော့နေရာလွတ်တွေ ပေးရတာရှိတယ်။ Man City နေရာလွတ်တွေရတာလည်းရှိတယ်။အားလင်းဟာလည်းဖြုံးတီးတဲ့အလုံးတွေလည်းရှိတယ်။ဟိုဒိုကူအားလင်းဟာလည်း running lane တွေကိုထိုးပြလိုက်တဲ့ဒလုံသူရွယ်ချက်မပြတ်တာဘာလို့မှမသိဘူး။ကိုသမားကိုတော့ကျွန်တော်အပေါ်ထောင်ပြီးတော့ကန်သွင်းတာလားဒါမှမဟုတ်ဘာလို့ချိန်မှမသိဘူးပေါ့နော်။အဲ့ဒါမျိုးလေးတော့နည်းနည်းရှိရသူမြန်တဲ့အပိုင်းတွေမှာတော့ Newcastle တောက်လျှောက်အပြည့်စော်သွားတယ်။ဒါအပြင် Man City အတင်းဒီပြ Pep Guardiola အရန်အတုံးချတတ်တဲ့ half space တွေမှာလည်းတောင်ပန်ကစားသမားတွေကိုထည့်ပြီးတော့ကစားသွားတယ် အဲ့တောင်ပိုင်းကစားသမားတွေကလည်းလုံအားနှုံးအရန်ကောင်းတဲ့ Jacob Murphy နဲ့ Harvey Banks တို့လိုကစားသမားမျိုးတွေအဲ့တော့သူတို့ကဒီနေရာတွေဝင်လိုက်တဲ့အခါသွားပြီလေ half speed လေးကြက်သွားပြီဒီ central zone မှာလဲလုံအောင်လုံးရေလေကောင်းတဲ့၃ရောက်ပြီးရင်ကျွန်တော်တို့ channel ကိုထွက်မယ်ဆိုရင်လဲဒိုကူအနေနဲ့ livermanto နဲ့ဒီဘက်မှာတွေ့တယ်အဲဒီဘက်မှာလဲ lewis ဆိုတာရှိတယ်အဲ့တော့ဒီလိုဒီလိုတွေကတ်ထားတာဗျာကျွန်တော်တကယ်ကို newcastle ရဲ့ကစားပုံကောင်းပါတယ် တက်မယ်ဆိုရင်လည်းအကုန်လုံးက one test တွေအမြန်ပေးပြီးတော့တွဲပြီးတော့တက်တာနေရာလွတ်တွေ Newcastle လည်းအများကြီးပြန်ရပါတယ်ဂိုးသွင်းကိုဝင်နေလည်း Newcastle တပုံတစ်ခေါင်းကြီးပြန်ရပါတယ်အပိုကောင်းတဲ့အတင်းကအနိုင်ရသွားတယ်လို့ပဲပြောရမှာပေါ့နော်တကယ်ကောင်းတဲ့အတင်းကလည်းဒါ Newcastle ဖြစ်ပါတယ်ခင်ဗျ Newcastle အတွက်တော့ကျွန်တော် congratulation လုပ်ချင်တယ်ဟိုတကယ်လို့ကြည့်တဲ့ပရိသတ်တာများရင် Newcastle အကြိုက်ဆုံးသတ်မှန်5ယောက်ကိုကျွန်တော်ရွေးပေးဦးမှာဗျာလောလောဆယ်တော့ကျွန်တော်ဒီဘွဲ review လေးပဲလုပ်ပေးချင်ပါတယ်ကဲကျွန်တော်ညီကိုရဲ့အမြင်လေးတွေသိချင်ပါတယ်ကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးတုံးသက်သွားကြပါအောင်ခင်ဗျာ